မဟာမုနိရွှေနော်မြကြီးကတော့မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှာတည်ရှိနေတာပဲဖြစ်ပါတယ်။မန္တလေးမဟာမုနိဘုရားကိုတော့မဟာမြတ်မုနိဟူ၍၎င်းဘုရားကြီးဟူ၍၎င်းခေါ်ဝေါ်ကြပါတယ်။မဟာမုနိရွှေနော်မြကြီးတမန်ကိုပြန်လည်ထောက်ကြည့်ရမယ်ဆိုရင်တော့တပ်ပညုရှင်တော်မြတ်ဘုရားတတ်တော်တင်ရှားရှိစဉ်ခါကမဟာတက္ကရေ69ခုနှစ်တညဝတီရခိုင်ပြည်ကြီးတွင်စန္ဒသူရိယာမင်းသည်ထီနန်းစိုးစံလျက်ရှိပါတယ်။ ထိုမင်းကြီးအုပ်ချုပ်ခဲ့တဲ့အချိန်ကာကဗုဒ္ဓရုပ်ဘွားတော်ကိုသုံးလုပ်ခဲ့တယ်လို့ရိုးရာဒလီထုံးနဲ့ဆန်လာယုံကြည်မှုများထားရှိခဲ့ကြပါဗျ။ဆန္ဒတူရိယာမင်းကြီးကတော့ဗုဒ္ဓမြတ်စွာဘုရား၏တရားဓမ္မဟောကြားပြသမှုတရင်ကိုကြားရပြီးတော့ဗုဒ္ဓကိုယုတိစွာကိုးကွယ်ရန်ဆန္ဒပြင်ပြလာတယ်လို့အဆိုရှိပါတယ်။ဒီလိုနဲ့နန်းစံတဲ26နှစ်မြောက်မှာတော့မြတ်ဗုဒ္ဓအားပူဇော်ပင့်လျှောက်သည့်အခါမဟာတက္ကရေ123ခုနှင့်ကဆုံလာပြီးဗုဒ္ဓဖူးနေမှာ မြတ်စွာဘုရားရှင်ကနောက်ပါယဟန်900ခြံရန်လျက်မင်းကြီးဆံရဓညဝရီတို့ဒေတာစာရေးကြွချီတော်မူလာပြီးတဲ့နောက်မှာတော့ကြောက်တော်မျိုးကြီးတစ်ဖက်ကမ်းမှာရှိတဲ့မောရပပတတောင်တိုင်းဆင်းသက်ပြီးတော့ရန်နာတော်မူခဲ့ပါတယ်။ထိုချိန်မှာပဲဗုဒ္ဓ၏ရှေးဘဝပေါင်းများစွာကကျင်လည်တော်မူခဲ့သော နေရာတို့မှာဗုဒ္ဓ၏တတ်တော်များကိုထပ်ပနာပြီးတော့ဖျားပထိုးများစွာတို့ကိုတိုင်းပြည်နှံတီထားကုွယ်ကြလိမ့်မယ်ဟု၍ချုပ်တင် ပြားဒိတ်စကားဟောကြားတော်မူခဲ့ပါတယ်။ ဤကဲ့သို့ဗုဒ္ဓ၏ပြာတိပေးချိန်မှာမဟာပထဝီမြေကြီးသည်တုန်လှုပ်ပြီးတော့ပင်လယ်သမုဒ္ဒရာတို့သည်ရေနွေးအိုးစုတကဲ့သို့စူပွက်ကြလေတယ်ဟုဆိုပါရယ်ဆန္ဒဒုရိယမင်းမြတ်ကတော့ဤကဲ့သို့နမိတ်လက္ခဏာရဲ့အများကြီးဆိုလိုရင်းကိုသူ၏ဘီဒင်းစရာဟူရာပညာရှိအမတ်တို့အားစုံစမ်းမေးမြန်းလျက်တုန်လှုပ်ထိတ်လန့်ခြင်းများဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်ဘုရားမတုဒ္ဒမြတ်စွာဘုရားရှင် ရခိုင်ပြည်သို့ရောက်ရှိလာသည့်အကြောင်းကို ဘရင်မြင့်မြတ်သိရှိတော်မူတဲ့အခါမှာတော့ယာပေါင်းများစွာသောအချီယံတို့နဲ့အတူသူ၏မိဘရဲ့ခေါင်းကြီးစန္ဒရမာလာနဲ့သူ၏မူမတ်တိုင်းသူပြည်သားတို့နဲ့အတူတူပပရတောင်ပေါ်တို့တွားရောက်ခဲ့ကြပါတယ်။တွားရောက်၍ဖူးမြော်ခြင်းညိုရာလမ်းမှာအမှောင်ကျသည့်ဖြစ်၍ဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်မှာရောင်ကြီးတော်ပြတော်မူခဲ့ပါတယ်။အဲဒီနောက်ဘရင်မြင့်မြတ်ကဂေါတမဘုရားမြတ်စွာအားအယုဒေပြေးပြီးတဲ့နောက်မှာတော့ ဗုဒ္ဓကပဏိစသမုပ္ပါဇဝိုင်းတရားတော်ကိုဟောကြားတင်ပြပေးခဲ့ပါတယ်။မြို့တော်မှာဗုဒ္ဓမြတ်စွာဘုရားရှင်မထွက်ခွာမီ မင်းကြီးမှဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီးတဲ့နောက်နှစ်ပေါင်း9000တိုင်တိုင်ကြီးညိုလေးစားမှုခံရမည်ဖြစ်သောကြောင့်စံတော်ထဲနေဗုဒ္ဓ၏ရုပ်ထုကိုပွားတော်တစုတီထားကိုွယ်ရန်လျှောက်ထားတော်မူရာဗုဒ္ဓမသဘောတူလက်ခံခဲ့ပါတယ်။ဗုဒ္ဓယူပေါ်ရမြတ်တွန်းလှုပ်ပူဇော်ခြင်း နန်းတော်ယာယီအရှင်မြောက်ဖတ်သီရိကုတ္တရာတောင်ကုန်းပေါ်မှာအလေးအမြတ်ထရှိသောဗုဒ္ဓယုတ်တုတော်ကိုတရားမင်းစန္ဒဒုရိယမင်းကြီးအပါအဝင်တိုင်းသူပြည်သားတို့ကရွှေငွေရတနာတွေကိုကြိုချက်ပြီးတော့ဖျားရှင်ရှိတော်မောင်းပါပဲညံတော်ခုနှစ်တောင်းနှစ်မိုင်နှစ်သိရှိတဲ့မဟာမုနိရုပ်ဘွားတော်မြတ်ကိုအောင်မြင်စွာသွန်လုပ်ပြီးတဲ့နောက်မှာတော့ဖျားရှင်ရင်ွေတော်ကိုခုနှစ်ကြိမ်ခံယူခဲ့ပါတယ် ရုပ်ပွားတော်အတွင်းပိုင်းကိုတော့ဂေါရမမြတ်စွာဘုရားရှင်ရင်ငွေထက်ထက်လိုက်တဲ့အခါမှာတော့ဂေါရမဗုဒ္ဓနှစ်ဦးရှိလာတဲ့ကဲ့သို့ပင်ဖြစ်ပေါ်လာခဲ့ပါတယ်။အံဩကြည်ညိုစရာကောင်းလာတော့လက္ခဏာရများပေါ်ထွက်လာခဲ့ပါတယ်။မဟာပထဝီမြေကြီးတုန်လှုပ်လာပြီးတဲ့နောက်မှာတော့ရုပ်ပွားတော်မှာတဖြည်းဖြည်းအသက်ရှိတဲ့ကဲ့သို့သူ၏နောင်တော်ဂေါရမဗုဒ္ဓမြတ်စွာဘုရားရှင်အားကြိုးဆိုသည့်အနေအထားနဲ့မတ်တက်ထရရတော်မူခဲ့ပါတယ်။ထို့နောက်ဂေါရမမြတ်စွာဘုရားရှင်သည် ူ၏တာဝကယဟန်တော်များနှင့်အတူတန်တွဲဘက်သို့ကောင်းငင်ကြီးဖြင့်ကြွားသွားပါတယ်။ထိုအချိန်မှာပဲဆန္ဒဒုရိယမင်းမြတ်ကသူ၏မူမတ်တင်တာပရိဒုံနှင့်အတူတူအကြောင်းကိစ္စအဆူဆူတို့ကိုတိုင်ပင်ပြီးတဲ့နောက်မှာတော့ဗုဒ္ဓ၏စစ်မှန်သောရုပ်ထုတော်အားကိုးကွယ်ပူဇော်စည်းကပ်ပြီးပွဲလန်းတပင်းများကျင်းပခဲ့ကြပါတယ်။ရုပ်ထုတော်၏ထူးခြားချက်များမှာတော့ရောင်ကြီးတော်၆တွယ်ကွန်မြူလျက်ရှိနေပါတယ်။ယိုတီကန်ဆိုင်သူများမှအနီးကပ်ဖွံ့ဖြိုးကြတဲ့အခါမှာ ရောင်ကြီးတော်များထွက်ရှိလာပြီးတော့အယုံကြည်မရှိသူများဖူးမြော်တဲ့အခါမှာတော့ရောင်ကြီးတော်များမှိမ့်မိန်သွားလေးရှိတယ်လို့အဆိုရှိခဲ့ပါတယ်။ရုပ်ပွားတော်တိရှိယာနေရာဤပဝန်းကျင်အရက်လေးမျက်နှာမှာတော့အဆောင်လျှောက်ဖြင့်ကြောက်ရွံ့သူများကိုထားရှိပြီးတော့မကောင်းသောအကြံစီရည်ရွယ်ချက်တို့နဲ့ဗုဒ္ဓရုပ်ပွားတော်အနည်းတို့လာရောက်သူတို့အားအဝေးသို့ရှောင်ရှားစေခဲ့တယ်လို့ဆိုပါတယ်။ဝေတာလီခေတ်မှာပထမဘုရင်တိုင်အောင်ဗုဒ္ဓရုပ်ပွားတော်အတွက်ကြောက်ပလင်တစ်ခုတည်ဆောက်ပြီးတော့ တိန်တော်ကိုလည်းပြန်လည်တိဆောက်တယ်ဟုဆိုမှတပါ တခြားမြည်သည့်အကြောင်းအရာကိုမှမှတ်တမ်းတင်ထားခြင်းမရှိခဲ့ပါဘူးဝေတာလီမှာပထမဆုံးဘုရင်ရဲ့အရာကိုစက္ကန့်သူသည်မဟာမုနိတိန်တော်အားပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ပါတယ်သီရိလင်္ကာနှင့်ဗကံမဖုံတော်ကြီးများကလည်းရုပ်ပွားတော်များအားကိုးကွယ်စည်းကပ်ရန်ရောက်ရှိလာခဲ့ကြပါတယ်ပြူပမာနှင့်မောဘုရင်များကမဟာမုနိတိန်တော်ကြီးအတွင်အလေးမြတ်ထားသော ုဒ္ဓရုပ်ပွားတော်မြတ်အားပိုက်ဆိုင်လို့သောရည်ရွယ်ချက်များနှင့်ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြတယ်ကိုလည်းအဆိုရှိပါတယ်။ထို့သောမြေတီဘရင်တပားမှအောင်မြင်မှုမရခဲ့ဘူးလို့ဆိုပါတယ်။တချို့ကတိန်တော်ကြီးအားပြန်လည်ပြုပြင်မောမယံအတွက်ဂတိကဝတ်ပြုခဲ့ကြပါတယ်။စနေရာစုအချိန်တွင်တိန်တော်နှင့်ဗုဒ္ဓရုပ်ဘောတော်မြတ်ပျောက်ဆုံးပါれ။သို့သောလေးမျိုးခင်မှဘရင်တပါးဤအရာရာဆက်ခံသူများကယုံကြည်မှုကိုဆက်လက်ထောက်ခံခြင်းဖြင့်ရုပ်ထုတော်နှင့်တိန်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီးတိန်တော်အားပြန်လည်တိစောက်ခဲ့ကြရလို့ဆိုပါရယ်။မြောက်ဦးမင်းဆက်ကိုတီထောင်သူဘရင်မင်းဆောင်မွန်ကတော့သူ၏မြို့တော်မှာမဟာမူနီတို့လမ်းတစ်ခုဖောက်လို့တိစောက်ထားပြီးတော့မင်းမျိုးမင်းနွယ်တို့၏ရိုးရာဒလီထုံးတဲ့အစံလာရဖျားဖူးခီးစဉ်တစ်ခုကိုစတင်ခဲ့ပါရယ်။16ရာစုမှာတော့ဘရင်မင်းပါသည်မြောက်ဦးမြို့မှာရှစ်တောင်းဖျားအပောင်းဝင် တိုင်းပြည်နှံ့မှာ တည်ရှိနေတဲ့ဖျားเจ้าအစာအုပ်များပြားတို့မှာဝင်းရင်းနဲ့စင်တူဖြစ်သောမရေမတွက်နိုင်တဲ့မဟာမုနိရုပ်ဘွားတော်များကိုထုလုပ်ထားရှိရန်အမိန့်ချမှတ်ခဲ့တယ်လို့လည်းဆိုပါတယ်။မန္တလေးတို့မြန်မာတို့ပင့်ဆောင်လာခြင်းရခိုင်ပြည်မင်းဆက်ဆက်တို့လည်းရင်းရုပ်ပွားတော်မြတ်ကိုမဟာမုနိဘွေအမည်ဖြင့်ကိုးကွယ်လာခဲ့ကြပါတယ်။အလွန်တကူတော်ကြီးမြတ်သည်ဟုလည်းဆိုကြပါတယ်။ထိုရုပ်ပွားတော်မြတ်ကိုမြမမင်းတို့ကိုးကွယ်လို့၍ ပကံတီအနော်ထမင်းစောလက်ထက်မှာတစ်ချိန်အလောင်းစီသူမင်းလက်ထက်မှာတစ်ချိန်ပင့်ဆောင်ခဲ့ဘူးတော့လဲမရရှိခဲ့ဘူးလို့ဆိုပါတယ်ဒီလိုနဲ့တက်ဂရစ်1984ခုနှစ်အမရပူရမြို့ကိုတီထောင်ခဲ့သောဘိုးတော်မင်းတရားကြီးလက်ထက်ရောက်မှာရခိုင်တပြည်လုံးကိုသိမ့်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့တားတော်မဟာဥပယာဇာသီရီမဟာဓမ္မယာဇာပိတ္တစာတိဟတူဘွဲခံအေရှိမင်းနဲ့တားတော်စကူမင်း ကာမာမင်းတို့ကိုတက်ဂရိတ်1146ခုနှစ်ဒဇာမုံလာဇန်၄ရက်16ရက်၁၀လ1884ခုနှစ်မှာအမရပူရမြို့မှာထွက်ခွာစီပြီးတော့မဟာမုန်ဒီရုပ်ဘွားတော်မြတ်ကိုပင့်ဆောင်စေခဲ့တယ်လို့ဆိုပါတယ်ဒီလိုနဲ့တက်ကရစ်1146ခုနှစ်ပြာဒိုလာပြည့်ကျော်10ရက်အင်ကာနေ4ရက်တလ1985ခုနှစ်မှာတော့တီရီမဟာဘိဇယတီဟသူရပွဲခံ သားတော်အင်ရှင်မင်းကမဟာမုဏိဘုရားကြီးကိုတညဝရီမှစတင်ပစ်ဆောင်ကြတယ်လို့ဆိုပါရယ်ဒီလိုနဲ့တက္ကရာ1146ခုနှစ်တပူရဲလမှာမြို့ဟောင်းမှာတောင်ကုန်းအထိရေလမ်းပြဖောင်ဖွဲပြီးတော့တည်ဆောင်လာခဲ့ပါရယ်တောင်ကုန်းမှာတဖန်ကုန်းချောင်းခီးဖြစ်ဆက်ရထားစီရင်ပြီးတော့ဥယျာဉ်ပုံချောင်းမှာရိုးမကိုခရင်ပင်ပန်းစွာဖျက်ကျော်ခဲ့ရာပြည်တစ်ဖက်ကပဒေါမျိုးတို့ချုံမောစွာဆက်ရောက်လာခဲ့ပါရယ် ပထမမျိုးမှာစိတ်ကန်းအပါဝင် ရေချောင်းကြီးချောင်းစက္ကန်းပေါင်း54ခုနဲ့တောင်ပေါင်း138လုံးကိုကျော်ခဲ့ပြီးရွှေဖောင်တော်နှစ်စင်းတွဲလျက် ARR မြစ်ကိုစံတက်ခဲ့ရာတက်ကရေ1148ခုနဲ့ကဆုံလားပြည်ကျော်12ရက်နေမှာတော့စကိုင်းစိတ်ကန်းတို့ရောက်ရှိရောက်မူလာခဲ့ပါတယ်။ဤသို့မြူဟောင်းမှစကိုင်းမျိုးတို့ ရေချောင်းကုံချောင်းခရီးဖြင့်ပင့်ဆောင်လာခဲ့ရာစုစုပေါင်း၄လကျော်ကျော်ကြာခဲ့တယ်လို့ဆိုပါတယ်။ မဟာမုနိဘုရားရှင်ယောက်ျားကြားသိတဲ့အခါမှာတော့ဘိုးတော်မင်းတရားကစိတ်အင်္ဂါ၄ပါးချန်ရင်၍ကိုတော်တိုင်းရေလေပင်တိစင်းကြိုတော်မူပြီးလျင်အမရပူရမရွှေမြို့တော်သို့ပင့်ဆောင်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့အမရပူရမြို့မြို့တော်မြောက်ယွန်းတာတထောင်းအကွာညညာပြည့်ပြည့်တဲ့မြေပြင်မှာအုတ်အင်္ဂရီတို့ဖြင့်ခန္တီတာဖမ်မှန်ယရနာတို့နှင့်ခြေစီအပ်သည့်ဘုံကိုစင်းရှိတဲ့ရွှေပြတ်သက်တော်တွင်တွင်၍ ကိုးကွယ်တော်မူခဲ့ကြပါတယ်။အိန္ဒမှာတော့မင်းမီပီယာမူမတ်ဝမ်စသည်တို့ကဖျားကြီးအတွက် အစင်ဆက်ရွှေတင်းကျေရွှေမကိုက်ရွှေဆောင်းတန်ရွှေစရက်စတဲ့ပစ္စည်းများနဲ့ပြည့်တက်ကြီးကိုမွန်မှန်ပြင်ဆင်လာကြသည်မှာတက်ဂရိတ်1245ခုနှစ်တိုင်တိုင် ရောက်ရှိလာခဲ့ကြပါတယ်။ဒီလိုနဲ့တက်ဂရိတ်1245ခုနှစ်ကဆုံနာမှာတီဘောမင်းတရားကရွှေငွေကြောက်တံပရမျာ 8000ကျော်တန်ဖိုးရှိတဲ့ ठी ဖြူကိုလူတန်းတော်မူခဲ့ပါတယ်။တက်ကရေ1245ခုနှစ်တကူးလမှာရတနာပုံမိအကျက်မှစရွေလောင်သောမိကုဆက်မှုကြောင့်မဟာမုနိရုပ်ပွားတော်မြတ်ကြီးကိဝတ်တော်မူရာတဆောင်းပြတ်သက်တော်ကြီးနဲ့အတူဇောင်းနှန်းလေးတွေပဝန်းကျင်ကျောင်းတိုက်များပါမိသင့်လောင်ခဲ့ပါတယ်။မဟာမုနိရုပ်ပွားတော်မြတ်မှာရွှေသားမကိုက်တော်နဘန်းတော်ဆလွေတော်နှင့်အများကောင်းမှုအလုံးမိတဲ့မှာပါသွားခဲ့ပါတယ်။ ရုပ်ပွားတော်မူရင်းမှာကတစုံတရာချုပ်ရင်းပစ္စည်းချင်းမရှိပဲပဂတိအတိုင်းတရှိတော်မူတယ်လို့ဆိုပါတယ်မဟာမုနိရုပ်ပွားတော်မှာစီးစင်းတဲ့ရွှေများကိုကောက်ယူချင်းတွေ့ကြည့်ရရွှေချင်း9450ကျော်ရှိရလို့သိရပါတယ်ဒီလိုနဲ့တက်ကရစ်1246ခုနှစ်ဝါဇူလမှာထူပစ္စည်းသမျှရွှေသားမကိုက်စာလီတို့ကိုတီဝမင်းတရားကပြန်လည်တက်ဆင်မွမ်းမံပြီးတော့မျက်နှာတော်ဖွင့်တော်မူခဲ့ပါတယ် မဟာမုနိရုပ်ဘွားတော်မှာညံတော်၈တောင်တမိုင်သို့မဟုတ်၁၂ပေ9လက်မှရှိပြီးပလင်တော်မှ9ပေမြသာမြင်ပါတယ်။တက်ကရေ1260ပြည့်နှစ်မှာယခုထင်ရှားရှိသော ပြတ်တက်တော်ကြီးကိုအိုးအင်းကြီးတို့ဖြင့်အတွန့်ချေချာတည်တံ့ခိုင်မြအောင်လှူဒန်းခဲ့ကြရလို့ဆိုပါတယ်။ထိုပြတ်တက်တော်ကြီးအထက်မှာထားရှိတဲ့မူလထီးကြီးကိုတော့1298ခုနှစ်မှာ လေခ၍မြေတို့ကြရာ ရက်ဆောက်စောဘွားကြီးကအစ်တက်ဖန်ပြန်လဲလူတန်းခဲ့တယ်လို့ဆိုပါတယ်။ငှက်မြက်နာတော့စိန်ဖူးတော်တို့ကိုညောင်ရှိစောဘွားကြီး စာစစ်မောင်ကတက်ကရေ1280ပြည့်နှစ်မှာစတင်ပြီးတော့လူတန်းတော်မူခဲ့တယ်လို့ဆိုပါတယ်။တခါတည်းဒီနေရာမှာအငင်းပွားဝယ်ရာများကိုပါထပ်မံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။အငင်းပွားဝယ်ရာမှာကတော့မြတ်ဗုဒ္ဓသည်မစိမဒေတာမှလွန်လေကျန်နေရာဒေတာများသို့ကြွချီခြင်းမရှိဟုသောတမိုင်းဆိုင်ရာအငင်းပွားမှုနှင့် ရုပ်ပေါ်တော်စင်းတူတော်ထုလုပ်ကိုယ်ခွေခြင်းမှာအာတောကမင်းကြီးလက်ထက်လွန်သည့်အထိအိန္ဒိယမှာပင်ထွန်ကားခြင်းမရှိသေးခြင်းတို့ကြောင့်မဟာမုနိရွှေရှင်တော်မြတ်ကြီးဤတမိုင်းနှင့်တတန်းမှာတန်တရားဖြစ်ပွဲရှိသည်ဟုလည်းသတ်မှတ်ကြပါသည်။နောက်ထပ်အငင်းပောဝေရတရက်ကတော့ဖျားပင်ဆောင်သူများသည်ဖျားကြီးကိုဖောင်တော်နှင့်ပင်ဆောင်လာစဉ်မြစ်ထဲသို့ကျသွားသည့်အတွက်မင်းမြတ်မတင်စီရန်မဟာကျန်တပါးကိုပင်ဆောင်သွားသည်ဟုဒေတာခံများရခိုင်ရှိသူတို့ကလည်းဆိုကြပါသည်။ ထို့ကြောင့်မဟာမုနိဖရာစစ်တီမြစ်ထဲမှာရသည် ပေါ်ဖရာတပါကြောက်တော်ဆက်ဖရာမူကောင်းဖရာမဟာမုနိဖရာတို့မှ တပါးပါးဖြစ်မည်ဟုရခိုင်သူတေဒီတို့ကယူဆကြပါတယ်။ရခိုင်မှာရှိတဲ့ဖရာပြားလေးချမ်းများမှာလည်းထိုရွတ်ရှင်တော်မြတ်ကြီးကဤကဲ့သို့တိမ်မြုပ်ပြောက်ွယ်သွားပြီးနှစ်ပေါင်းမြောက်များစွာကြာပြီးမှအများပြည်သူတို့ထံသို့လာရောက်အပူဇော်ခံလိမ့်မယ်လို့လည်းပြဆိုထားပါတယ်။ ဒီຢာကတော့အငင်းပေါ်ပွဲရချက်လက်တချို့ကိုပြန်လည်ပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားတာကတော့မြမဆွေစုံချန်အတွက်ရှိကနေပြီးတော့ကောင်းတုတ်ပြီးတော့ပြောပြပေးသွားတာပဲဖြစ်ပါတယ်။မဟာမြို့မှုနေပြည်သားမိုင်းနဲ့ပတ်သက်ပြီးတော့ကွဲလွဲမှုတွေကတော့အများကြီးရှိပါတယ်။ကျွန်တော်အနေနဲ့ကတော့ကြီးညိုတရာပေါ်များစီရန်အတွက်တင်ပြပေးတာပဲဖြစ်ပါတယ်။ဆိုတော့အားလုံးကျေးဇူးတင်ကြမယ်လို့မျှော်လင့်ပါတယ်။